ရခိုင်ဒေသနဲ့ဆက်ဆက်နေမိတွေမှာစစ်တပ်နဲ့တိုက်ပွဲတွေပြင်းထန်နေခြင်းအာစာနဲ့ RSO တွေရဲ့တိုက်ခိုက်မှုတွေကြုံနေရပြီးနိုင်ငံတကာနဲ့ဘင်္ဂလားဒေ့ရှ်ကထိန်းသိမ်းစောင့်ကြပ်မှုအတွက် AA ကတောင်းဆိုပါတယ်ကျုံပြော်မြို့နယ်မှာလေနဲ့သွာလာနေတဲ့လူငယ်တွေကိုအင်းတကြီးတွေကငါးခိုးဖမ်းတယ်ဆိုပြီးစွဆွဲဖမ်းစီကောင်စစ်တပ်စီကိုငွေကျပ်300ကျော်နဲ့စစ်မှုထမ်းမှုရောင်းစားလိုက်တဲ့တဲ့ရင်အပါအဝင်ညနေခင်းတဲ့တဲ့ရင်တွေကိုတင်ဆက်ပေးပါမယ်ရှင်။ ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရခိုင်ဒေသနဲ့ဆက်ဆက်နယ်မြေတွေမှာစစ်တပ်နဲ့တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေခြင်းအာစာရဲ့တိုက်ခိုက်မှုတွေကြုံနေရတယ်လို့အရခတ်တတော် AA ကစက်တင်ဘာလ29ရက်နေ့မှာထုတ်ပြန်ပြောဆိုပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ16ရက်နေ့ကနေစတင်ပြီးအာစာအဖွဲ့ကရခိုင်ပြည်မောင်းတိုမြို့နယ်မြောက်ပိုင်းနေဆက်မှတ်တိုင်း56နဲ့59အကြား0.61ဂုံးမှရှိတဲ့ အင်းနေဆက်လုံကြွေးတက်စကန်နဲ့အခြားစကန်ဖြစ်တဲ့ဒုံညိုစကန်ကိုတိမ့်ပိုက်ဖို့ရည်ရွယ်ထားတဲ့တိုက်ခိုက်မှုမျိုးပြုလုပ်မဲ့အရေးလက္ခဏာတွေကိုဇက်တိုက်တွေ့ရှိလာရပြီးစက်တင်ဘာလ16ရက်နေ့ညနေ4:12မိနစ်အချိန်ကနေစတင်ကောင်း0.68စကန်ကိုအာစာကစတင်တိုက်ခိုက်ခဲ့တယ်လို့အေအေကဆိုပါတယ်။အာစာက0.68စကန်ရဲ့ပထမအဆင့်ရှိတဲ့မိမိတို့အသုံးမပြုတဲ့ဆောင်ပြက်တွေနေရာကိုအင်အားအနည်းငယ်ခိတ္တဝင်ရောက်နိုင်ခဲ့ပေမဲ့အေအေရဲ့တံပြန်ထိုးစစ်ခုခံစစ်တွေကြောင့် အာစာတပ်ဖွဲ့က၄ရက်မြောက်နေ့မှာအတုံးလိုက် ထွက်ပြေးသွားတယ်လို့သိရပါတယ်။ဒါအပြင် ထွက်ပြေးသွားသူတွေကိုလိုက်လံရှင်းလင်းချိန်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့လည်းသိရပါတယ်။စက်တင်ဘာလ29ရက်နေ့အထိအေအေနဲ့အာစာအဖွဲ့တို့ကြား0.61စကန်ပတ်ဝန်းကျင်အပြင်ထွက်ပြေးသွားတဲ့အာဆာအဖွဲ့ဝင်တွေနဲ့နေရ6ခုမှာထိတွေ့တိုက်ခိုက်မှုစုစုပေါင်း12ကြိမ်အထက်ဖြစ်ပွားခဲ့ပြီးအာဆာတပ်ဖွဲ့ဝင် အလောင်းတချို့စစ်သုံးဆောင်တွေနဲ့လက်နက်ခဲယံတွေကိုတင်စီရရှိခဲ့တယ်လို့သိရပါဗျ။ အဲ့ဒီအပြင်ပြီးခဲ့တဲ့စက်တင်ဘာလ24ရက်နေ့မနက်9နာရီခန့်အချိန်ဘင်္ဂလားဒေ့ရှ်အာရခနေဇက်ကာလန်ဘင်္ဂလားဒေ့ရှ်ဘက်အချမ်းမှာချုံကိုနေရာယူထားတဲ့အာဆာတပ်ဖွဲ့ရဲ့ချုံကိုတိုက်ခိုက်ခဲ့မှုကြောင့်အေအေတပ်ဖွဲ့ဝင်တွေတန်ရာရရှိခဲ့တယ်လို့သိရပါတယ်။အာဆာအဖွဲ့မှာဘင်္ဂလားဒေ့ရှ်နေဂျာစောက်တပ်ကအရာရှိတချို့ရဲ့ထောက်ခံအားပေးမှုတွေနဲ့ပူပေါင်းဆောင်ရွက်မှုတွေရရှိထားပြီးစစ်ရေးနဲ့ထောက်ပံ့ရေးကူညီတွေကိုအပြည့်အဝရယူထားရုံသာမက ဘင်္ဂလားဒေ့ရှ်နေကြာဆောက်တက်စခန်းတွေအနီးမှာပဲအာဆာစခန်းတွေကိုအခါရမအခြေဆိုင်တက်ဆွဲခွင့်ရရှိထားကအဲ့ဒီနေရာတွေကနေတဆင့်ရခိုင်ပြည်အတွင်းကိုဝင်ရောက်လှုပ်ရှားနေတယ်လို့အေအေကထုတ်ပြန်ထားပါတယ်။ဒါအပြင်ဘင်္ဂလားဒေ့ရှ်နဲ့ရခိုင်နယ်စပ်ဒေသကလက်နက်ကင်တွေအားပြည်သူတွေကိုရရက်ဆက်ဆက်တပ်ဖြတ်ကအေအေစစ်ယူနီဖောင်းတွေဝတ်ပေးပြီးအေအေတပ်ဖွဲ့ဝင်တွေကြာဆုံးသွားတာလို့ဝါဒဖြန့်နေတဲ့အပြင် ပြီးခဲ့တဲ့စက်တင်ဘာလ16ရက်နေ့ကလည်းမောင်းတော့နယ်စပ်ကတမန်သားရွာနဲ့ဒုံညိုရွာကရွာသား10ယောက်ခန့်ကိုဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့အေအေကပြောပါရယ်။ဘင်္ဂလားဒေ့ရှ်ရခိုင်နယ်စပ်တစ်လျှောက်မှာနေထိုင်ကြတဲ့ရခိုင်ပါဝင်တခြားသော မျိုးနွယ်စုတချို့ကိုအာဆာနဲ့ RSO ကတပ်ဖြတ်တဲ့ဖြစ်စဉ်၃ခုအထက်မှာရှိနေတယ်လို့အေအေက ပြောပါရယ်။ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့အာဆာပါဝင်လက်နက်ကင်တွေခွင့်ပြုထောက်ပံ့ကူညီအားပေးအားမြောက်ပြုနေတဲ့ ဘင်္ဂလားဒေ့ရှ်နေဂျာဆောင်တက်ကအရာရှိတချို့ကို အမြန်ဆုံးဖော်ထုတ်အရေးယူတင်ပြီးအရေးယူထိန်းချောင်းမှုမရှိရင်တော့နှစ်ဖက်နယ်စပ်တည်ငြိမ်ရေးလုံခြုံရေးနဲ့ဆက်ဆံရေးတို့ကို ထိခိုက်စေနိုင်ကောင်းနှစ်ဖက်တင်းမာမှုတွေကိုပုံမမြင့်တက်လာနိုင်တယ်လို့အေအေကသတိပေးပြောဆိုထားပါတယ်။ဘင်္ဂလားဒေ့ရှ်အာရခန်နယ်စပ်မှာအာဆာနဲ့ ISO အဖွဲ့တွေကတကြောပြန်စခန်းပြန်ထလာတာကြောင့်ရခိုင်ပြည်နယ်ပြည်သူလူထုတရက်လုံးရဲ့လုံခြုံရေးကိုတိုက်ရိုက်ချင်းချောက်စေယုံတာမကြောင့် ဒေသတွင်းနိုင်ငံသားယင်းနှိမ့်မြုံနှံမှုတွေလာရောက်ယင်းနှိမ့်မြုံနှံကြတဲ့နိုင်ငံသားသားတွေရဲ့လုံခြုံရေးနဲ့အသက်အန္တရာယ်ကိုပါတွယ်ဝိုက်ချင်းချောင်းနေတယ်လို့အေအေက ထုတ်ပြန်ထားပါတယ်။ဒါအပြင်နိုင်ငံတကာအနေနဲ့လည်းဝိုင်းဝန်းစောင့်ကြပ်ထိန်းသိမ်းပေးဖို့ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့လည်းနှစ်ဖက်ပြည်လည်စီမဲ့နီလာတွေကိုအ мян ဆုံးရှာဖွေပြီးနှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုတွေကိုဦးစားပေးလှုံ့ဆော်တင်တယ်လို့အေအေကထုတ်ပြန်ထားပါတယ်ရှင်။ ။ဧရာဝတီတိုင်းဘက်ကသတင်းကိုကြည့်အောင်ပါ။ဧရာဝတီတိုင်းကြုံပြော်မြို့နယ်မှာလေနဲ့သွာလာနေတဲ့လူငယ်တွေကိုအင်းတကြီးတွေကငါးခိုးဖမ်းတယ်လို့ဆွဆဲဖမ်းစီပြီးအကြမ်းဖက်စစ်တပ်စီကိုငွေကျပ်၃00ကျော်နဲ့စစ်မှုထမ်းဖို့ရောင်းစားနေတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။အခုလစတင်မာလာအတွင်းမှာကြုံပြော်မြို့နယ်ရှားကဲကြီးရွာအုပ်စုအင်းတကြီးနိုင်ဝင်းဟာကြီးရွာအုပ်စုအတွင်းနေထိုင်တဲ့ကိုဟိမင်းထက်ကို သူပိုင်ဆိုင်တဲ့အင်းတဲကနေငါခိုးဖမ်းနေဆိုပြီးဝိုင်းဝန်းဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အဲ့လိုဖမ်းဆီးပြီးတဲ့နောက်မှာလေကိုသိမ်းယူကရှာခဲ့ကြည့်ပါဦးစုပြူစောတိကောင်းဆောင်လွင်ဦးစီကိုပို့ဆောင်ပြီးအဲ့ဒီကနေတစင်အထောင်ရဲစခန်းမှာဖမ်းဆီးကငွေကြေးတောင်းခံခဲ့တယ်လို့သိရပါတယ်။ပေါ်တာဆဲဖမ်းဆီးခံရတဲ့ကိုဟိမေတာငွေကြေးဆင်းရဲသူဖြစ်တာကြောင့်သူတို့တောင်းတဲ့ငွေကိုမပေးဆောင်နိုင်တဲ့အတွက်စစ်မှုထမ်းအပတ်စဉ်ဆက်ခွန်အတွက်ခါလာရ36ကိုငွေကျပ်3000ကျော်နဲ့ရောင်းစားခဲ့တယ်လို့သိရပါတယ်။ ရှာခင်းရဖွဲအားအင်းအတွင်းဖြတ်သွားဖြတ်လာတဲ့လူငယ်တွေကိုတခိုးဆိုပြီးဆွဆဲကဖမ်းဆီးရိုက်နှက်လက်ရှိပြီးလူသေးတဲ့အထိဥပဒေမဲ့လှောက်ဆောင်နေပေမဲ့အေးအယူတာမရှိဘဲအရင်အုပ်ချုပ်ရေးမှူးတင်းတန်နဲ့အခုစစ်တပ်ကအသက်ခံထားတဲ့အုပ်ချုပ်ရေးမှူးတွေက အကာအကွယ်ပေးနေတာကြောင့်စစ်မှုထမ်းအတွက်လူငယ်တွေကိုပါပေါ်တာဆွဲဖမ်းဆီးပေးတာတွေကိုလှောက်ဆောင်လာတယ်လို့သိရပါတယ်ရှင်တဘက်ကလိုင်တာယာဘက်မှာလဲအေယာဝတီတိုင်းဘက်ကလို့လှုပ်ဆောင်နေတာကို ကြည့်ရအောင်ပါ ရန်ကုန်တိုင်းလိုင်းသားရရှေးပိုင်းမြို့နယ်ရှမ်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူးစော်ကြီးကအဲ့ဒီကျေးရွာမှာနေထိုင်တဲ့လူငယ်၃ဦးကိုခိုးမှုကျူးလွန်တယ်လို့ဆွဆဲဖမ်းဆီးပြီးတဦးကိုငွေကျပ်၃90နဲ့စစ်မှုထမ်းလူစားတို့အဖြစ်ရောင်းချလိုက်တယ်လို့ဖမ်းဆီးခံရတဲ့လူငယ်ရဲ့ဆွေမျိုးတွေကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ပြီးခဲ့တဲ့စက်တင်ဘာလ12ရက်နေ့ကည7:00နာရီကျော်အချိန်မှာရှမ်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူးစော်ကြီးနဲ့တပည့်လူမိုက်တွေကရက်ွက်ကိုမီးဖြတ်ပြီးနေအိမ်၃လုံးကိုဝင်ရောက်စစ်ဆေးမှုပြုလုပ်ခဲ့ပြီးတဲ့နောက် လိုင်းတော်ရောက်ရွှေလင်းမဆက်မှုဆောင်မှာရှိတဲ့ဆက်ယုံကအထယ်လိပ်တွေပျောက်ဆုံးမှုအတွက်တခိုးဆိုပြီးတန်တရားရှိသူတွေကိုလိုက်လံရှာဖွေကလူငယ်သုံးဦးကိုဖမ်းဆီးသွားခဲ့ပါတယ်။ဖမ်းဆီးခံရတဲ့လူငယ်သုံးဦးမှာဘာခိုးမှုမှမကျူးလို့မဲလက်လုံးလက်စားဝင်ဝင်နဲ့မိသားစုတွေကလူငယ်တွေဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ထိုလူငယ်တွေကိုစေတုံးနေတဲ့သူတွေဆိုပြီးတော့လေအပြင်မှာသတင်းထုတ်ကလက်ရှိမှာတော့စစ်မှုထမ်းအပတ်စဉ်စက်ခုံကိုအပို့ခံလိုက်ရပြီး သိန်း90နဲ့လူစားတို့ရောင်းစားသွားတဲ့ဆိုတာကိုဖုံးဆက်ကမိသားစုကိုအသိပေးတယ်လို့ဖန်စီခံရတဲ့လူငယ်တဦးရဲ့ဆွေမျိုးတဦးကရှင်းပြပါရယ်အဲ့ဒီအပြင်အုတ်ချုပ်ရည်မှုစော်ကြီးကမကွေးဒေသကနေလာရောက်ပြီးရှမ်းကြောင်ကျေးရွာမှာဆေးဆိုင်နှစ်ခုဖွင့်လင်းလုပ်ကင်နေတဲ့စိုင်းပိုင်ရှင်တဦးကိုလည်းလူမှုကွန်ရက်မှာသူ့ရဲ့အကြောင်းတင်တယ်လို့ဆွဆဲပြီးမှတ်ပုံတွေအမှတ်ရှင်းမင်းဆောင်ဖြစ်တာကြောင့် PDF ထောက်ဖို့လို့ဆွဆဲကဆေးဆိုင်တွေကိုဖွင့်ခွင့်မပေးဘဲချိတ်ပိတ်လိုက်တယ်လို့သိရပါရယ် လိုင်းသာယာရှေးပိုင်းမြို့နယ်ရှမ်းချောင်းကြေးရွာအုပ်ချုပ်ရေးမှုစောကြီးအားလူမိုက်တွေကိုလက်သက်မွေးမြူပြီးပြည်သူလူထုကိုညှဉ်ပန်းနှိပ်စက်မှုတွေကိုတောက်လျှောက်ဆိုသလိုလုပ်ကိုင်နေတယ်လို့ဒေသပြည်သူတွေကပြောပါတယ်ရှင်။ဆလတ်တင်ဆက်ပေးမဲ့သတင်းကတော့အမျိုးသားညီညွတ်ရေးဆိုရာအန်ယူဂျီဖက်ဒရယ်ရေးရာဝန်ကြီးဌာနဒုဝန်ကြီးဦးချစ်ထွန်းကင်ဆာရောဂါနဲ့ကွယ်လွန်သွားတယ်လို့အန်ယူဂျီရဲ့သတင်းထုတ်ပြန်ချက်နဲ့သက်ဆိုင်ရာသတင်းရင်းမြစ်ရဲ့ပြောဆိုချက်အရသိရပါဗျာ။ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတအူ KNPLF ရဲ့ဗဟိုကော်မတီဝင်လည်းဖြစ် NUG ဖက်ဒရယ်ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးလည်းဖြစ်သူဦးချစ်ထွန်းအောင်စက်တင်ဘာလ25ရက်နေ့ကနိုင်ငံရေးဘဝတာဝန်တွေကိုထမ်းဆောင်ရေးကွယ်လွန်တင်ပါသွားတယ်လို့သိရပါတယ်။ဖက်ဒရယ်ရေးရာဝန်ကြီးဌာနဒုဝန်ကြီးဦးချစ်ထွန်းအသေးကင်စာဖြစ်တာကိုသိတဲ့အချိန်မှာကင်စာအဆင့်၄ရောက်နေကအသင်စာအမြင့်တွေကပြန့်ပြီးတော့ကိုတွင်းကလီစာတွေကိုပါထိကုန်တာကြောင့် ဆေးစစ်ပြီးလို့တရားချင်းဆေးကုဖို့လုပ်ရင်းမှာပဲကွယ်လွန်သွားတာပါလို့အချင်းတွေကိုသိရှိထားသောသတင်းရင်းမြစ်ကပြောပါရယ်။ဦးချစ်ထွန်းဟာ2021ခုနှစ်ဧပြီလ16ရက်နေ့ကနေစတင်ပြီးအမျိုးသားညီညွတ်ရေးဆိုရအယူဂျီဖက်ဒရယ်ရေးအတူဝင်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါရယ်ရှင်။စကိုင်းနိုင်ငံဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။ စကားနိုင်စကားမျိုးတွေကိုဝင်လာတဲ့တရုတ်ပန်းသီးတွေတင်ဆောင်လာတဲ့ကားတွေကိုစစ်တပ်ကဖမ်းဆီးပြီးတရားမဝင်ကုန်ပစ္စည်းတွေယူမှုနဲ့တရားရုံးတင်အမှုဖွင့်ထားတယ်လို့ဖမ်းဆီးခံရတဲ့ကားသမားတချို့နဲ့နှိစက်သူတွေကပြောပါရယ်စက်တင်ဘာလ20ရက်နေ့ကနေစတင်ပြီးစကားမျိုးတွင်ကိုတရုတ်ပန်းသီးတွေတင်ဆောင်လာကဝင်လာတဲ့ကားစီ20ဝန်းကျင်ခန့်ကိုစစ်တပ်နဲ့ရဲတွေကတောက်လျှောက်ဆိုးသလိုဖမ်းဆီးခဲ့ပြီးတဲ့နောက်စစ်တပ်နဲ့ရင်ပိုင်ရှင်တွေအကြားနားလည်မှုနဲ့တစည်းကိုတိမ့်တရာလက်ယူလွတ်ပေးဖို့သဘောတူခဲ့ကြတယ်လို့ ဖမ်းဆီးခံရတဲ့ကာသမာတချို့နဲ့နှိစက်သူတွေကပြောပါရယ်။အဲ့ဒီခါမှာကားပါရှင်တဦးဖြစ်တဲ့အငိမ့်စာပုံမှုကတရုတ်ပန်းသီးတွေကတရားမဝင်ကုန်မဟုတ်တာကြောင့်တွားရောက်ပြောဆိုဖိအားပေးရာကနေပြဿနာဖြစ်ပွားပြီးပြန်လည်လွတ်ပေးဖို့ကိစ္စပြက်ပြဲသွားခဲ့တယ်လို့သိရပါရယ်။စကိုင်းမြို့နယ်အခြေဆိုင်စစ်တပ်ရဲ့ရဲတွေကတရုတ်ပန်းသီးတွေတင်ဆောင်လာတဲ့ကားတွေအလုံးကိုသွင်းကုန်ပို့ကုန်ဥပဒေပုံမှန်ရှင်းနဲ့အမှုဖွင့်လိုက်ပြီးကားတွေကိုလည်းတင်စီထားကရှင်မောင်းနဲ့ရင်းနှောင်းလိုက်တွေအလုံးကိုဖမ်းဆီးထားတယ်လို့သိရပါဗျ။ တရုတ်ပန်းသည်တွေကိုတည်ယူလာတဲ့ကားသမားတွေနဲ့ရေနောက်လိုက်တွေကိုစစ်တပ်နဲ့ရဲတွေကဆွဲဆိုထားတဲ့သွင်းကုန်ပို့ကုန်ပုံမရှိအောင်ထောင်ဒဏ်၃နှစ်ထက်မပိုသောထောင်ဒဏ်ကိုဖြစ်စေငွေဒဏ်ကိုဖြစ်စေဒန်နီယယ်စလုံးကိုဖြစ်စေချမှတ်နိုင်တယ်လို့ပြဋ္ဌာန်းထားပါတယ်ရှင်။ရှမ်းပြည်နယ်ဘက်မှာတော့ရှမ်းပြည်နယ်မိုင်းလုံးမြို့ပန်းတပြေရွာကိုအကြမ်းဖက်စစ်တပ်ကလေနဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်ဖုံးကြီးကျောင်းနဲ့နေအလုံး၂၀ပြက်စီးခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါတယ်။ မနေ့ကစက်တင်ဘာလ29ရက်နေ့ညနေ4နာရီကျော်ခန့်မှာမိုင်းလုံမျိုးပန်းတပြေကြီးရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားပဲလေရင်နဲ့ပေါင်900ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ဟာပန်းတပြေရွာမှာရှိတဲ့ပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာဖုံးကြီးကျောင်းနဲ့နေအလုံး20ထိမှန်ပျက်စီးခဲ့ရပါဗျ။အဲဒီလိုမျိုးပဲစက်တင်ဘာလ26ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားဘဲရည်ရွယ်ချက်ရှိရှိပါပုတ်ကြေးရွာကိုဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာကြောင့်အသက်62နှစ်အရွယ်အမျိုးသားတဦးပွဲချင်းမိသည်ဆုံးခဲ့ပြီးနေအိမ်တိုင်းလည်းထိမှန်ပျက်စီးခဲ့ရပါတယ်အကြမ်းဖက်စစ်တပ်ဟာကြောင်မဲတီဘောနဲ့မိုးကုတ်မြို့နယ်အတွင်းကိုလေကြောင်းလက်နက်ကြီးအသေးခံဒရုန်းတွေနဲ့ပုံကျဲပစ်ခတ်တိုက်ခိုက်တာကြောင့်အမျိုးသားနှုတ်ဦးသေဆုံးခဲ့ပြီးအမျိုးသားတဦးအမျိုးသမီးလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကနေအလုံး20စာသင်ကျောင်းတစ်ကျောင်းဖုံးဝင်ကျောင်းတစ်ကျောင်းကျောင်းဆောင်တစ်ကျောင်း ကားတစီဘုံစားထိမှန်ပျက်စီးခဲ့တယ်လို့သိရပါဗျ။ပြည်သူတွေအနေနဲ့လည်းအကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ဖို့စည်ရေးတတိအမြဲရှိရန်လိုအပ်ပြီးလေကြောင်းရန်ကနေကာကွယ်နိုင်ဖို့ကိုလည်းလေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီးလန်းတွေကိုလိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်လို့ TNN တွေကထုတ်ပြန်ထားပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းရွာငံမြို့နယ်ထဲမှာတောင်ပြိုကျမှုတစ်ခုအတွင်းစစ်ပေးဆောင်စခန်းတစ်ခုမြေကြီးအောင်နှိမ့်မြုပ်သွားပြီး စစ်ဘေးထိရှောင်နေသူ၁၀ယောက်သေဆုံးသွားခဲ့တယ်လို့တနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် DSNDA ကထုတ်ပြန်ထားပါတယ်။တောင်ပြိုကျမှုဖြစ်စဉ်အတွင်းသေဆုံးသူ၁၀ယောက်ထဲကအသက်22နှစ်အရွယ်မျိုးသားတဦးရဲ့ရေဝလောင်းကိုသာရှာဖွေတွေ့ရှိခဲ့ပြီး၉ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ DSNDA ပြန်ကြားရေးတာဝန်ခံရဲဘော်ကြားပြန်ကပြောပါရယ်။မိုးတဲထန်စွာရွာသွန်းပြီးမြေပြိုမှုကြောင့် တည်ဆုံးမှုများရှိခဲ့သလိုလက်ရှိအချိန်မှာကြန့်ရှိတဲ့သူတွေအတွက် နေရာထိုင်ခင်းကျန်းမာရေးပြင်အစားအသောက်အခက်အခဲမျိုးစုံရင်ဆိုင်နေကြရတယ်လို့သူကပြောပြပါဗျ။စစ်ကောင်မရှင်တပ်စစ်ကြောင်းတွေကိုကြောက်လန့်ပြီးကျေးရွာမှာနေထိုင်တဲ့ပြည်သူတွေအားတောတောင်တဲပုန်းရှောင်နေရတာကြောင့်အခုလိုတောင်ပြိုကျမှုမှာတည်ဆုံးခဲ့တာလို့လည်းရဲဘော်ကြပြန်ကရှင်းပြပါဗျ။ဩဂတ်စာကစပြီးရွာငံမြို့နယ်ကိုစေအုပ်စုကစစ်ရင်အားအလုံးအင်းနဲ့ထိုးစစ်ဆင်လာပြီး စစ်ပေးရှောင်တွေနေထိုင်တဲ့မင်းပလောင်ကြီးရွာကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်တာတဲတွေကိုမီးရှို့ဖျက်ဆီးလုပ်ခဲ့တဲ့အပြင်ညောင်ပင်သာရွာကြောက်တော်ရွာတို့ကိုလည်းလေကြောင်းနဲ့ပုံကျဲခဲ့တာနဲ့ဟောင်ဝစ်စာနဲ့ပစ်ခတ်ခဲ့တာတွေရှိတယ်လို့သိရပါဗျ။ဒါအပြင်တည်ဆုံသွားတဲ့စစ်ပေးရှောင်တွေထဲမှာအသက်တစ်နှစ်ခွဲအရွယ်ကစားလို့ကလေးငယ်တွေနဲ့အသက်60ကျော်အရွယ်တွေလည်းပါဝင်တယ်လို့သိရပါဗျ။ အဲ့ဒီအပြင်2025ခုနှစ်ဧပြီလကထုတ်ပြန်ခဲ့တဲ့ရှမ်းလူအခွင့်ရေးမန္တလေးအဖွဲ့စီရင်ကန်စားမှာဒနုဒေသအတွင်းစစ်ကောင်စီတပ်ရဲ့ပုံမပြင်းထန်လာတဲ့ညှဉ်းပန်းတိုက်စစ်မှုတွေအထူးသဖြင့်မီးရှို့ဖျက်ဆီးမှုတွေကြောင့်နေရစုခွာထွက်ပြေးသူတထောင်ကျော်ရှိလာပြီးဆင်းရဲဒုက္ခများစွာကိုကြုံတွေ့နေရပေမဲ့လူသားချင်းစာနာမှုအကူအညီတွေလုံးဝမရသလောက်နှိပါဖြစ်နေတယ်လို့လည်းဖော်ပြထားပါတယ်ရှင်။ ဒါကတော့ရန်ကုန်ခေတ်ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ရှားပါ